ဂါဇာကမ်းမြောင်ဒေသမှာစစ်စင်ရေးတွေပြန်ဆက်တင်လာတဲ့နောက်အခုအခါအစ္စရေးစစ်တပ်ဟာဂါဇာကိုမြေပြင်တပ်တွေပြန်လည်ဝင်ရောက်စေခဲ့ပါတယ်။ဂါဇာမှာအစ္စရေးစစ်တပ် IDF နဲ့ Hamas ပျောက်ကြားဖွဲ့တို့ကြားအပြစ်အခက်ရစဲရေးသဘောတူညီချက်စတင်အသက်ဝင်ပြီးနှစ်လပြည့်တဲ့မတ်လ19ရက်နေ့မှာအစ္စရေးခြေလင်းတပ်တွေနဲ့တင်ကားတွေကဂါဇာကိုပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။အဲ့ဒီမတိုက်ခင်နှစ်ရက်ကလေးကအစ္စရေးဟာဂါဇာမှာလေကြောင်းကနေအပြင်းထန်ပုံကျဲတိုက်ခိုက်မှုတွေကိုစတင်ခဲ့ပြီးဖြစ်ပါတယ်။ ဂါဇာကို IDF ရဲ့မြေပြင်တပ်တွေပါပြန်ဝင်လာပြီဖြစ်လို့အပြစ်အခက်ရဲ့ဆယ်ရည်သဘောတူညီချက်ကဆက်ပြီးထိမ့်သိမ်းထားဖို့အခက်ခဲဆုံးအဆင့်ကိုရောက်သွားပါတယ်။အဲ့ဒီလိုအပြစ်ရဲ့သဘောတူညီမှုပြက်လို့နေပါဖြစ်လာတာနဲ့ပတ်သက်ပြီး Israel နဲ့ Hamas ကအပြန်အလှန်လက်ညှိုးထိုးဆွဆွဲပစ်တင်နေခဲ့ပါတယ်။ Israel က Hamas တွေဟာလက်ရှိဖမ်းဆီးထားတဲ့ Israel တရားခံတွေပြန်လွှတ်ပေးဖို့တောင်းဆိုတာကိုအချိန်ချင်းညှင်းပယ်ခဲ့သလို ဂျာဝင်ညှိနှိုင်းပေးမဲ့ကမ်းလှမ်းချက် မှန်သမျှကိုလည်းပယ်ချခဲ့တယ်လို့ပြောပါရယ်။ဟာမတ်စ်တွေကလည်းအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုကအပြစ်ရသဘောတူညီချက်ကိုတစ်ဖက်သက်ဖျက်ဆီးပစ်ခဲ့သူလို့ရှုံချပြီးအခုအခါအစ္စရေးတစားကန်တွေရဲ့လုံခြုံရေးကအာမခံချက်မရှိတော့ဘူးလို့တုံ့ပြန်ထားပါရယ်။ IDF မြေပြင်တပ်ဖွဲ့တွေဟာဂါဇာတောင်ပိုင်းနဲ့အလဲပိုင်းကိုဝင်ရောက်ပြီးစစ်ဆင်ရေးလှုပ်ရှားမှုတွေစတင်နေပြီလို့အတည်ပြုခဲ့ပါရယ်။ Hamas က IDF ရဲ့မြေပြင်စစ်ဆင်ရေးတွေဟာ ဘောတူညီမှုအတွက်အန်တရရဲ့အရန်ကြီးတဲ့ချိုးဖောက်မှုအသစ်တစ်ခုလို့ရှုံချကြေညာထားပါတယ်။မတ်လ19ရက်နေ့ကဂါဇာအနှံ့မှာ IDF ရဲ့စစ်စင်ရေးတွေကြောင့်လူ80ကျော်သေဆုံးခဲ့တယ်လို့ဂါဇာပြည်သူ့ကာကွယ်ရေးအရပ်ဘတ်အဖွဲ့ကောင်းဆောင်ကပြောပါတယ်။ဂျိုးဘိုက်ဒန်ရဲ့တမရတတန်အတွင်ညှိနှိုင်းပိတ်ခတ်မှုအရဣသရေလနဲ့ဟားမတ်စ်ဟာ January 19ရက်နေ့ကစလို့အပြည့်အခတ်ရက်စဲခဲ့ပါတယ်။အဲ့ဒီညှိနှိုင်းမှုရဲ့သဘောတူညီချက်အရဣသရေလဟာ Nazarene စင်းကြံလို့ခေါ်ဝေါ်ပြီး ဂါဇာကိုတောင်နှင်းမြောက်ပိုင်းချထားရာမဟာဗျူဟာနယ်မြေတဲကနေစုခွာပေးခဲ့ရပါတယ်။အခုတော့အစ္စရေးကအဲ့ဒီနယ်မြေကိုပြန်ထိန်းချုပ်ဖို့စတင်လှုပ်ဆောင်လာတာဖြစ်ပါတယ်။မတ်လ၁၈ရက်နေ့တုန်းကဂါဇာအနှံ့မှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းလူ၄၀၀ကျော်သေဆုံးခဲ့ပါတယ်။ဒါဟာစစ်ကာလတလျှောက်တရက်တာအသေးပြောက်အများဆုံးနေ့တွေတဲကတစ်ခုအဖြစ်စရင်ဝင်ခဲ့ကြောင်းဟာမတ်စ်တွေထိန်းချုပ်ထားတဲ့ဂါဇာကျမ်းမာရေးဝန်ကြီးဌာနကကြေညာခဲ့ပါတယ်ရှင်။